လူသားစားဦးမယ်စိုးလီလို့ခေါ်တဲ့အင်ခံမြေအလောင်းကျွမ်းကျင်သူဝန်ထမ်းတဦးရှိပါတယ်သူကကုမ္ပဏီကိုဝင်ရောက်ပြီးမကြာမီမှာပဲကုမ္ပဏီရဲ့ထူးချွန်ဝန်ထမ်းတဦးအဖြစ်သတ်မှတ်ခံခဲ့ရသူပါတထီးကလည်းစိုးလီကိုဆိုရင်စိတ်ချပြီးသူ့ကိုအလိုက်တဲ့အင်ခံမြေတိုင်းကရောင်းထွက်တာကြီးပဲမို့စိတ်ချထားရသူတယောက်ဖြစ်ပါတယ်စိုးလီမှာတော့ကုမ္ပဏီတစ်ခုထဲမှာအလုပ်အတူတူလုပ်ကင်နေတဲ့ရှီမွန်းဆိုတဲ့တငယ်ချင်းကောင်မလေးတဦးရှိပါတယ် သူတို့နှစ်ဦးလုံးကတော်စားတဲ့ဝန်ထမ်းတွေဖြစ်တာမို့အမြဲတမ်းတရဲရဲရှိနေကြရင်ကတဦးကိုတဦးချစ်ခင်မှုတွေရှိလာကြပါတော့တယ်။တရက်မှာတော့စိုးလွင်ရဲ့တထေးကသူတို့ရုံးတဲ့အနှဲငယ်ဝေးလံနဲ့မြို့ငယ်တစ်ခုကခြံစည်းတစ်ခြံကိုရောင်းချဖို့သူ့ကိုတောင်းဝင်ပေးအပ်လိုက်ပါရင်စိုးလွင်ကလည်းသူ့ရဲ့အရေးအချင်းတိုင်းပဲဝယ်လက်ကိုမချခင်မှာပဲရှာဖွေတွေ့ရှိခဲ့ပါတယ်။ အဲ့ဒါကြောင့်လေဝယ်လက်ကိုပြသဖို့အတွက်ဆယ်ရောင်းမဲမြုပ်ငယ်လေးစီခရီးတူလေးတစ်ခုထွက်ဖို့ဖြစ်လာခဲ့ပါတော့တယ်။တိုက်တိုက်ဆိုင်ဆိုင်မြေရှင်မွရဲ့အမွေးနည်းနဲ့လေတိုက်ဆိုင်နေတာမို့အလုတ်ကိုအချောင်းပြကရှင်မွကိုပါခရီးကိုခေါ်သွားခဲ့လိုက်ပါတော့တယ်။အဲ့ဒီလိုနဲ့သူတို့နှစ်ဦးခရီးထွက်လာခဲ့ကြတာအဝေးပြေးလမ်းမကြီးအတိုင်းကားထဲမှာတချင်းဖွင့်မောင်းနှင်လာခဲ့လိုက်ကြပါတယ်။ခရီးသွားတဲ့လမ်းမှာတော့သူတို့တွေဟာ ဥမင်လှိုင်ကောင်းတစ်ခုကိုဖျက်တမ်းဖို့ဖြစ်လာခဲ့ရပါတယ်။ဥမင်လှိုင်ကောင်းထဲမှာမီးရောင်မှိန်မှိန်နဲ့အတူစိုးရင်ကကားကိုအရှိန်တင်လိုက်တယ်လို့တချင်းတန်ကိုလည်းပို့မှုကျေကမောင်းနှင်လာခဲ့လိုက်ပါတယ်။အဲ့ဒီလူနဲ့တနေရအရောက်မှာတော့သူ့ရဲ့ကားရှိမှာအမျိုးသမီးတဦးကိုလှမ်းမြင်လိုက်ပေမဲ့ကားအရှိန်များလွန်းလာကြောင့်ချက်ချင်းပြေအုပ်မရက်တက်နိုင်ခဲ့ပဲအမျိုးသမီးကိုတိုက်ဖြတ်ကြောကအဝေးရောက်မှပဲကားကရက်တက်သွားပါတော့တယ် ွေနဲ့ရှင်မုံတို့ကကားပေါ်ကဆင်းလိုက်ကြပြီးအနောက်မှာတိုက်မိခဲ့တယ်လို့ယူဆရတဲ့အမျိုးသမီးကို ရှာဖွေခဲ့လိုက်ပါတယ်။ဒါပေမဲ့လည်းသူတို့လမ်းတစ်လျှောက်တအိုးတယောက်ကိုတော့မတွေ့ခဲ့ရပါဘူး။ရှင်မုံကတော့စိုးလွင်တယောက်ကားမောင်းလာတာကြားပြီးဖြစ်တဲ့အတွက် အမြင်တွေဝေဝါးသွားခဲ့တာဖြစ်မယ်လို့မှတ်ချက်ပြုခဲ့လိုက်ပါတယ်။ စိုးလွင်ကလက်ကနာရီကိုကြည်လိုက်ချိန်မှာည7နာရီရှိပြီမို့ရင်မွရဲ့မွေးနေ့ရောက်ပြီဆိုတာကိုတတိထားခဲ့မိကကားနောက်ဖို့ကိုဖွင့်လို့အတင်ပြင်ဆင်လာတဲ့မွေးနေ့ကိန်းနဲ့အတူရင်မွကို surprise တိုက်ခဲ့ပါတယ်။ရင်မွကလည်းအော်ဝမ်းသာသွားခဲ့ပါတယ်။စိုးလွင်ကရင်မွကိုမွေးနေ့ကိန်းလီးဖို့အတွက်တတိပေးလိုက်ချိန်မှာတော့ရှင်မတရားမလုံမရှက်နဲ့အတိမဲ့သူတဥပမာဖြစ်နေတာကိုတတိထားလိုက်မိပါတော့တယ်။ ဆိုးလွင်ကရှီမိုးရဲ့အခြေအနေကိုထူးဆန်းနေခဲ့ရာကကားမှန်ကိုလှမ်းကြည့်မိလိုက်တဲ့အချိန်ကားမှန်ထဲမှာသူတို့နှစ်ဦးအပြင်ခုနသူတွေ့ခဲ့တဲ့ကားရှိမှာဖြတ်တိုက်မိလိုက်တဲ့အမျိုးသမီးကိုပါမြင်တွေ့လိုက်ရပါတော့တယ်။အမျိုးသမီးရဲ့မျက်နှာမှာတော့တွေးတွေချင်းချင်းရဲလို့နေခဲ့ပါတယ်။ဆိုးလွင်တယောက်အပြင်ဘက်မှာအမျိုးသမီးကိုမတွေ့ရပါပဲကားမှန်ထဲမှာသာတွေ့ရတဲ့အပေါ်ထိတ်လန့်ကြောက်ရွံ့လိုလာခဲ့ပါတယ် ဖြစ်နေရင်ကရှင်မွေးရဲ့ပုံစံကပုံမှန်မဟုတ်ခဲ့တော့ပါဘူးရှင်မွေးရဲ့မျက်လုံးနှာခေါင်းနဲ့ပါးစပ်တို့ကလည်းတွေးတွေစီးကြလို့လာနေခဲ့ပါတယ်ဒီရဲ့အခါမှာတော့သူမရဲ့တကူလုံးတုံရင်သွားခဲ့ကတယောက်ယောက်ကတွန်းတိုက်လိုက်တယ်လို့ဖြစ်သွားခဲ့ပါရဲ့ခဏအစာမှာတော့ရှင်မွန်ကစိုးလွင်ဘက်ကိုလှည့်လာကစောင်းမဲ့ဖွယ်ပုံစံနဲ့ရှင်မောနေခဲ့ပါတော့တယ်စိုးလွင်ကတော့ ရောက်လန့်တုံးလုံးခါကားပေါ်ကိုပြေးတက်လို့မောင်းထွက်ပြေးလာခဲ့လိုက်ပါတော့တယ်။စိုးရင်တယောက်တောက်တောက်နဲ့ကားမောင်းလာခဲ့ပြီးလမ်းမှာရဲကိုဖုံးခေါ်ခဲ့ပေမယ့်ဘသူကားမှပြန်လဲဖြေးကြတာမျိုးမရှိခဲ့ပါဘူး။စိုးရင်ကကားမောင်းထွက်လာခဲ့ပြီးမယ့်သူ့ရဲ့ကားကတော့ရှင်မုတ်ကိုထားခဲ့တဲ့နေရာစီကိုသာပြန်လဲလို့ရောက်ရှိလာခဲ့ပါတယ်။သူကလမ်းတောင်မှာရှင်မုတ်ထိုင်ပြီးငိုနေတာကို မြင်လိုက်တာမို့ ကားကိုရက်လိုက်ခါရီမွန်ကိုခေါ်ခဲ့လိုက်ပါရဲ့ရီမွန်တယောက်ဆုံးလင်ကိုတွေ့ချိန်မှာတော့သူ့ကိုပြေးဖက်ခါငိုကြွေးလိုနေခဲ့ပါရဲ့ခဏအကြာမှာတော့ရီမွန်ကငိုလာရက်တန့်သွားခဲ့ပြီးတပြေးပြေးနဲ့ပြုံးလိုလာခဲ့ပါရဲ့ဆက်ပြေးပြုံးနေရင်ကမကြမီမှာပဲစောက်မက်ဖွေရာပုံတရံအဖြစ် ရှင်မွန်တယောက်ပြောင်းလဲလို့သွားခဲ့ပါတော့တယ် သူတို့ကိုစတင်ခြောက်လန့်ခဲ့တဲ့အမျိုးသမီးအဖြစ်ရေမွန်ကပြောင်းလဲလိုသွားခဲ့တာပါစိုးလွင်ကတော့အမျိုးသမီးဝိညာဉ်ကသူ့ကိုလှည့်စားခဲ့တယ်ဆိုတာကိုသဘောပေါက်လိုက်ပါတော့တယ်ခဏအကြာမှာတော့ဝိညာဉ်အမျိုးသမီးကစိုးလွင်ကိုလဲပေးနှစ်ခါအော်ဟစ်လို့နေခဲ့ပါတယ်စိုးလွင်တယောက်နာကျင်မှုတွေပြင်းထန်နေချိန်မှာပဲကုန်တင်ကားတစ်စီးဥမင်အတွင်ကဖြန့်ပေါင်းလာတာနဲ့စုံဆိုင်ခဲ့ပါတယ်စိုးလွင်ကိုမြင်ပြီး ကုန်တင်ကားသမားကကားပေါ်ကနေဆင်းလာကသူ့မှာအသင့်ပါလာတဲ့စေမုံနဲ့စိုးလွင်ပေါ်ကိုလမ်းချလိုက်ချိန်မှာတော့ဝိညာဉ်အမျိုးသမီးလည်းနေရာကနေချက်ချင်းပြောက်ွယ်လို့သွားခဲ့ပါတယ်။အဲ့ဒီချိန်မှသာကားအနီးမှာရှင်မုံတယောက်တတိလက်နေတာကို တွေ့လိုက်ရပါတော့တယ်။ကုန်တင်ကားသမားကစိုးလွင်ကိုဥမြင်တဲ့ကအမြန်ထွက်ဖို့အတွက်ပြောချခဲ့တာသာစိုးလွင်ကလည်းကုန်ကားနောက်ကနေလိုက်ခါဥမြင်အတွင်က အမြန်ဆုံးမောင်းထွက်လာခဲ့ပါတော့တယ်။ အပြင်ဘက်ရောက်ချိန်မှာတော့ကုန်တင်ကားဆရာကစိုးရင်ဆောင်ခဲ့ရတဲ့ဝိညာဉ်နဲ့ပတ်သက်ပြီးပြောပြခဲ့ပါတယ်။ဒီဝိညာဉ်ကတချိန်ကရုပ်ရှင်အမျိုးသမီးတူဖြစ်ခဲ့သူပါ။သူမကလွန်ခဲ့တဲ့နှစ်ပေါင်းများစွာက ဖြစ်ပွားခဲ့တဲ့ဥမေအတွင်ကကုန်တင်ရေမတော်တဆမှုကြောင့်ဆုံးပါသွားခဲ့တာဖြစ်တယ်လို့သိရပါတယ်။အဲဒီကစားလို့သူမရဲ့ဝိညာဉ်ကမကျွတ်လွတ်တော့ပဲဒီဥမြင်အတွင် ဖြတ်သွားတဲ့ကားတွေကိုအန်ဒီရေပေးကအသက်ကိုနှုတ်ယူနေခဲ့တာဖြစ်တယ်လို့ဆိုပါတယ် ကားမတော်တဆမှုတွေကို ဖန်ကြီးပြီးတည်ဆုံးမှုတွေမကြမကြဖြစ်နေတာမို့ညဘက်အချိန်တွေကိုဒီဥမင်အတွင်ဖြတ်သွားဖြတ်လာတွေမရှိတာဖြစ်တယ်လို့ကုံကားစရာကရှင်းပြခဲ့ပါတယ်။ခဏအကြာမှာတော့ရီမွန်တယောက်ပြန်လဲတတိယလာခဲ့ပါတယ်။ဒါပေမဲ့လည်းသူမကတော့ကြုံတွေ့ခဲ့တဲ့အခြေအနေတွေကိုဘာတစ်ခုမှမမှတ်မိတော့ပါဘူး။ စိုးရင်ကတော့သူတို့နှစ်ယောက်စလုံးကံကောင်းလို့သာဒီကဆိုးကြီးကနေကြော်လွားနိုင်ခဲ့တာဖြစ်တယ်လို့တွေးတောနေခဲ့မိပါတော့တယ်။ဇလန်းလေးကိုဒီလောက်နေပဲရနာခွင့်ပြုပါရှင်။နောက်ထပ်စိတ်ဝင်စားဖွယ်ရာဇလန်းကောင်းနေတဲ့အတူပြန်လာခဲ့ပါဦးမယ်။အားပေးကြည့်ရှုခဲ့ကြလို့ကျေးဇူးအထူးပဲတင်ရှိပါတယ်ရှင်။